မင်္ဂလာပါရှင် PPTV ရဲ့ပတ်စံတက်ဆက်ပေးနေကြသတင်းလာချင်းလာအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ကျွန်မကတော့ချူပါပြည်သူတွေကြားမှာပြန့်နေတဲ့သတင်းမှားတွေအချက်လက်မှားတွေနဲ့အကြောင်းအရာမှားတွေကိုစစ်စစ်ပြီးတော့ဘယ်ဟာကသတင်းမှားဘယ်ဟာကကျဉ်းဆိုပြီးတက်ဆက်ပေးသွားမှာပါပြည်သက်တွေအနေနဲ့လည်းဖတ်ရှုလိုက်ရတာတွေမြင်တွေ့ခဲ့အကြောင်းအရာတွေကိုသတင်းလာချင်းလာသိကြရင်တော့ comment တွေမှာဝင်ရောက်ရှင်းတာပြီးတော့မေးမြန်းနိုင်ပါတယ်ရှင်ဒီဒီဘက်တွေ့တက်ဆက်ပေးမှာတွေကတော့ ။မလင်ထန်တဲ့ပြည်သူတွေကိုတော်လည်းအဖွဲ့အစည်းတွေကကူညီနေရမရှိဘူးဆိုတဲ့ချင်းအင်းတော်မျိုးကိုတော်လည်းပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီမယ်။ဘာဖြစ်စမှမရပဲပြာပုံမဲရတယ်ဆိုတဲ့သတင်းမှနဲ့ဝမ်းသူမျိုးနယ်ကိုလေကြောင်းတိုက်ခိုက်မှုမှာတော်လည်းတပ်သားတွေအများပြားသေဆုံးခဲ့ရတဲ့ဆိုတဲ့ချင်းအကြောင်းရတယ်ပါပဲ။ အင်အားပြင်းငလေလှုပ်ခတ်မှုကြောင့်ပြည်သူတွေတည်ကြည်ပျက်စီးပြီးတော့ဆင်းရဲဒုက္ခကြုံနေရကြတဲ့စစ်ကောင်စီနဲ့စစ်ကောင်စီရဲ့လော်ဘီတွေကတော့ဒုက္ခရောက်နေတဲ့ပြည်သူတွေပေါ်မှာစာနာစိတ်မရှိဘဲနဲ့လှုပ်ချင်တိုင်းလှုပ်နေရပါကဘာကြီးရအောင်သခိုင်းပြည့်ရီကြောင့်ဖြစ်လို့သခိုင်းငယ်လင်းလို့သုံးနှုတ်ခေါ်တော်နေတဲ့အချိန်မှာစစ်ကောင်စီကရေရေအစီရင်နဲ့မန္တလေးငယ်လင်းလို့သုံးနှုတ်ရမယ်ဆိုပြီးတော့တတ်မှတ်ချင်လို့တတ်မှတ်နေတာပါ။ ။ကုညီကယ်ဆယ်ရေးတွေကိုလည်းပြည်သူတွေကပဲအချင်းချင်းလှုပ်ဆောင်နေရပြီးတော့စစ်ကောင်စီဘက်ကဘာမှကိုမလုပ်နေရပါ။အဲ့လိုမလုတ်တဲ့ပြင်ကမန္တလေးမှာမလှင်ဘေးသစ်လို့ကျုံးဘေးနားမှာနေထိုင်နေရတယ်။မလှင်ဘေးသစ်ပြည်သူတွေကိုအရမနေရာရွှေ့ပြောင်းမှုတွေတော့လုံဆောင်နေရသေးတယ်။အခုလည်းစစ်ကောင်စီလော်ရီတွေကမလှင်နဲ့ပတ်သက်တဲ့အကြောင်းအရာမှတစ်ခုဖြန့်ချိနေရတွေ့ရပါတယ်။ အဲ့ဒါတော့စစ်ကောင်စီ lobby Snow Queen Telegram channel ကတော့ငလျင်ထန်တည်သူတွေကိုတော်လိုင်းအဖွဲ့အစည်းတွေကကုညီနေရမရှိဘူးဆိုပြီးရေးသားဖြန့်ချိနေရပါ။အဲ့ဒီ post ရဲ့ပြန့်နှံ့မှုက like 5ခုနဲ့ view ကတော့တပေါင်းခွဲကျော်ရှိရတွေ့ရပါတယ်။အကြောင်းအရာစစ်စစ်ကြည့်အခါမှာလဲလွှဲမှားနေပါလိမ့်ရှင်။ လွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့သတင်းဌာနတွေမှာကတော်လိုင်းတက်တွေရဲ့စိုးမိုးထိန်ချုပ်နေမိတွေမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လိုင်းတက်တွေကလက်လျင်ပေးတဲ့ပြည်သူတွေကိုကုညီကယ်ဆယ်ထောက်ပံ့မှုတွေပြုလုပ်နေရဆိုပြီးရေးသားခဲ့ကြတာပါဒါပေမဲ့ NUG နဲ့တော်လိုင်းတက်တွေကငလျင်ဘေးသစ်ပြည်သူတွေကိုကုညီကယ်ဆယ်လုပ်နေချိန်မှာစစ်ကောင်စီကတော့လာရောက်လှူဒန်းတဲ့လူတွေကိုပိတ်ပင်တားဆီးတာတွေလုပ်နေတဲ့အပြင်ကမှာ ငခင်ပေးတဲ့ဒေသတွေကိုလေချောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်နေသလိုပဲလက်နက်ကြီးနဲ့ပစ်ခတ်တာစစ်ကြောင်းထိုးပြီးတော့ကျေးရွာတွေကိုမိရှုဖျက်ဆီးတာတွေပါလှုပ်ဆောင်နေတယ်လို့ရေးသားဖော်ပြခဲ့ကြတာပါအဲ့လိုအခြေအနေတွေကိုဖောက်ကွယ်ဖို့အတွက်ရည်ရွယ်ပြီးတော့စစ်ကောင်စီလော်ဘီတွေကသတင်းမှားတွေအကြောင်းအရာမှားတွေကိုရေးသားဖြန့်ချိနေရပါပဲ Snow Queen Channel ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုလဲလှည့်ဖြားမှားရင်းသောပြဿနာချက်ဖြစ်နေအောင်တွေ့ရပါတယ်ရှင် တော်လှန်ပူပေါင်းတပ်တွေကတော့ဒီတပတ်မှာအင်းတော်မျိုးကိုတိုက်ခိုက်သိမ်းပိုက်လိုက်ပါပြီ။ဒါဟာရှစ်လအကြာတိုက်ခိုက်ပြီးမှသိမ်းယူနိုင်ခဲ့ရလဲဖြစ်ပါတယ်။အင်းတော်မျိုးကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ချိန်မှာစစ်ကောင်စီလော်ဘီတွေကအပြည့်ရက်တင်ကြီးညာပြီးမှတိုက်ခိုက်ပါတယ်ဆိုပြီးတော့ဆွတ်ဆွဲကြပါတယ်။ NUG ကထုတ်ပြန်ထားတဲ့အပြည့်ရက်စာလဲမှာလည်းရှင်းရှင်းလင်းလင်းကြီးကိုရေးထားရှိပါတယ်။လလင်းတန်တဲ့ဒေတာနဲ့ဆက်ဆက်ဒေတာတွေမှာအပြည့်ရတာလို့ဆိုထားတာပါ အင်းတော်ဒေတာကငလျင်တန်သည့်ဒေတာလည်းမဟုတ်ပါဘူးရှင်စစ်ကောင်စီလော်ဘီတွေကတော့မြို့ကိုလည်းဆုံးရှုံးရတက်မ89ရဲ့တက်မမှုကိုပါအရှင်ဖမ်းဆီးခံလိုက်ရတဲ့အပေါ်ပြည်သူတွေကိုဖုံးကွယ်ဖို့အတွက်သတင်းမှားတွေရှင်းတင်နေပါတယ်အဲ့ဒါတော့စစ်ကောင်စီလော်ဘီ True Media Telegram Channel ကစကိုင်းတိုင်းအင်းတော်မျိုးကိုတော်လှန်ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပေမဲ့ဗာလက်လက်ပစ္စည်းမှမရဘဲနဲ့ပြာပုံကိုသာပိုင်ဆိုင်ခဲ့ရတယ်ဆိုပြီးရေးသားဖြန့်ချိနေရပါဗျာ အဲ့ဒီ post ရဲ့ပြည့်နေမှုကလည်း like 134 comment 3ခုနဲ့ view ကတော့8000ကျော်ရှိရတွေ့ရပါတယ်။အကြောင်းအရာစစ်စစ်ကြည့်ရတဲ့အခါမှာလည်းလွဲမှားနေရအောင်တွေ့ရပါတယ်ရှင်။လွတ်လပ်ပြီးအောင်ကြီးစိတ်ချတဲ့သတင်းဌာနတွေမှာကတော်လင်းပူပေါင်းတပ်တွေကအင်းတော်မျိုးကိုတိုက်ခိုက်သိမ်းပိုက်ပြီးရနောက်စစ်ကောင်စီထမ်းနေပြီးတော့လက်နက်ကြီးအပါဝင်လက်နက်ခဲရဲ့အမြောက်များကိုရရှိခဲ့တဲ့ပြင်တပ်မမှူးတအူးအပါဝင်စစ်တုံးပန်း200နီးပါးကိုလည်းဖမ်းဆီးနိုင်ခဲ့တယ်ဆိုပြီးတော့ဖော်ပြခဲ့တာပါ။ အင်းတော်မျိုးကိုတိမ့်ပိုက်နိုင်ခဲ့တဲ့အတွက်တော်လိုင်းတက်ဖွဲ့တွေကတိမ့်ပိုက်ထိ ंछ ုပ်ထားနိုင်တဲ့မျိုးပေါင်း66မျိုးအထိရှိလာခဲ့ပြီလည်းဖြစ်ပါတယ်အဲ့လိုရှိလာတဲ့ပုံမှာပြည်သူတွေကိုအာရုံလွှဲကျင်တဲ့စစ်ကောင်စီလော်ရီတွေကသတင်းမှားတွေကိုဖြန့်ချိနေရပါ True Media Channel ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်လှည့်ဖြောင်းမှိုင်းသောတိဆက်ချက်ဖြစ်နေအောင်တွေ့ရပါတယ်ရှင် ်ကောင်စီလော်ဘီနေပြည်တော်တယ်လီဗန် channel ကတော့သတင်းမှားတစ်ခုတင်ပြီးတော့ပြည်သူတွေကိုချင်းထည့်နေပါတယ်။အဲ့ဒါတော့စကိုင်းတိုင်းဝင်းတို့မျိုးနယ်ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်တော်လိုင်းတပ်သားတွေအများအပြားသေဆုံးခဲ့တယ်ဆိုပြီးတော့ဟေးသားဖြန့်စီနေတာပါ။အဲ့ဒီ post ရဲ့ပြန့်နှံ့မှုက like 60 comment 40ခုနဲ့ view ကတော့2000ကျော်ရှိရာတွေ့ရပါတယ်ရှင်။အကြောင်းအရာကိုစစ်စစ်ကြည့်ရတဲ့အခါမှာလည်းလွဲမှားနေပါတယ်။ လွတ်လပ်ပြီးရုံကြီးစိတ်ချတဲ့သတင်းဌာနတွေမှာကဝမ်းသူမျိုးနဲ့နန်းခမ်းရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့ရကြောင်းကလင်းငယ်တွေအပါအဝင်ပြည်သူ20ဦးကျော်သေဆုံးခဲ့ရတယ်ဆိုပြီးဖော်ပြခဲ့တာပါစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူတွေတေဆုံးရတာကိုဖုံးကွယ်ပြီးတော့တော်လိုင်းတပ်သားတွေပဲတေဆုံးတရားနဲ့ချင်းထက်ဖြန့်ချီနေရပါပဲ။နေပြည်တော် Telegram Channel ဖော်ပြချက်ကိုဖက်ချက်ရကြည့်မယ်ဆိုရင်ပြုပြင်စီမံတိဆက်ချက်ဖြစ်နေအောင်တွေ့ရပါတယ်ရှင်။ အခုတင်ဆက်ခဲ့တာတွေပေါ့ပြည်သက်တွေနေနဲ့ကျင်းနဲ့နှစ်သိမ့်မယ်လို့မျှော်လင့်ပါရှင်။နောက်လာမယ့်ပတ်တွေမှာလည်းသတင်းမှားတွေချင်းတွေကိုဘယ်လိုမျိုးရှာဖွေစစ်စစ်ဖော်ထုတ်ပေးမလဲဆိုတာစောင့်ကြည့်ကြပါအောင်နော်။ပြည်သက်တွေနေနဲ့စစ်စစ်ချင်တဲ့အကြောင်းအရာတွေရှိရင်လည်း message box ကနေတဆက်ဆက်သွယ်နိုင်ပါရှင်။အဲ့လိုပေးပို့လာတွေကိုကျမတို့ဖွဲ့သားတွေကရှာဖွေစစ်စစ်ပေးသွားမှာလည်းဖြစ်ပါတယ်။ပြည်သူလူထုတရလုံးသတင်းလာချင်းလာခွဲခြားသိမိပြီးစစ်ကောင်စီ lobby တွေရဲ့ခြေထက်ခံရခြင်းပေးရတဲ့ကိစ္စပျော်ရွှင်နိုင်ကြပါစေရှင်။